more ခိုင်လူမျိုးတယောက်ပဲဆိုတော့လေဒီနေ့ရောနောက်နှစ်ရက်နေကြာရင်ကျွန်တော်ခွေထွက်တဲ့နေ့လေအင်းအဲ့နေ့ကြာတော့ဝက်ရှိတယ်ရခိုင်အဲ့ရခိုင်ဘက်ကဒုက္ခတွေအတွက်အလို donation လုပ်တဲ့ပွဲ donation လုပ်တဲ့ပွဲဆိုရင်အကုန်ဆိုပါရဲ့ကျွန်တော်အလို luck ခေါ်တလောက်ပေါ့နော်ကျုပ်ပွဲလည်းကျွန်တော်မသိလိုက်တဲ့ပွဲတော့ရှိတယ်အဲ့ဒါကြောင့်မဆိုပြဘူးတကယ်လာခေါ်ရင်တော့ကျွန်တော်တက်နိုင်အောင်ဆိုပါစီအငိမ့်ရဲတခြားပွဲရှိပြီအဲ့လိုဒီ ပြဿနာတွေပြိပခါတွေဖြစ်ပြီးနောက်ပိုင်းဆိုရင်တော့သုံးဘွဲလားလေးဘွဲလားရှိပြီရောအဲ့အဲ့ဘက်တော့ပဲလေကိုတိုင်းလည်းတစ်ခေါက်နှစ်ခေါက်သွားလူပြီးွားကြီးနှင်းစီရဲ့အငိမ့်လားအဲ့နောက်တစ်ခေါက်လည်းပါသွားသေးတယ်နောက်တစ်ခေါက်ကျတော့ငိမ့်ငမ်းပါသေးရခိုင်မြေစုရလို့တော့လေအဲ့လေဦးဘက်ဘူးတီတောင်တွေပါတီတောင်သွားလူလိုက်တယ်ဟွန်းကျွန်တော်ဝန်ထမ်းအနေနဲ့ဆိုရင်တော့အခု August 2ရက်နေ့ကျရင်ကျွန်တော်တကူတော့တယောက်တည်းနေရာမှထွက်မယ်အဲ့တော့အခု ဒီနေ့ပဲမက်ဆင်ရပြီအရန်ဖလန်ဖလန်ထားပြီပြောတယ်ဟုတ်ကဲ့ပါဗျာကိုရဲ့ပြည်သက်တွေပဲစကားလည်းဆောင်ပြောလို့ပါဗျာအဲ့ကျွန်တော်မျိုးတွေအကုန်လုံးစိတ်ချမ်းချမ်းသာသာနဲ့ပြဿနာတွေကင်းကင်းရှင်းရှင်းနဲ့ငြင်းငြင်းချမ်းချမ်းလေးနေနိုင်ကြပါသေးတယ်ကျွန်တော်စတော်ပါတယ် ဲလေးမှာကတချင်းသုံးပုတ်ဆိုမှာပါအဲပထမဆုံးတချင်း array ရဲ့ဟိုတကူတော့ခွေးရဲ့ title ဖြစ်တဲ့ရင်းလိုက်နောက်ပြီးတော့ array နဲ့ပရိသတ်ကအရန်ကိုရင်းနှီးမှုရခဲ့နှလုံးသားရင်းနှီးနောက်ထပ်တစ်ပုတ်ကဘယ်လိုအချက်မျိုးနဲ့သုံးပုတ်ပါအမတထောင်တနေရာနေပါဝင်ခွင့်ရတဲ့အတွက်အရန်ဝမ်းသာပါတယ်လို့အမရဲ့ဟိုအမှုပညာလောက်အားလေးနဲ့အမဒီလိုလေးပေးဆက်ခွင့်ရတာကိုခြေနဲ့ပါတယ်ဝမ်းသာပါတယ်အမရဲ့ပရိသတ်တွေအားလုံးကျန်းမာရွှင်လန်းကြပါစေစီးပွားလက်လာပါတယ်လည်းတိုးတက်ပါစေလို့အမဆုတောင်းပေးပါတယ်